လုံချုံရင်အသိပညာပြေဟောပြောခြင်းနဲ့လက်တွေ့မိငိမ့်တဲ့တရုတ်ပြခြင်းကိုမြို့နယ်မိသက်ဦးစီမှုဦးမမဦးရဲ့ညွှန်ကြားမှုဖြင့်ဒီကနေ့မနက်ပိုင်းကပန်းတနော်မြို့နယ်ရုံတော်ကျေးရွာအုပ်စုရုံတော်ရာမကျေးရွာရှိ အခြေခံပညာမူလာတဲ့ရုံတော်ကျောင်းမဲယုံအမှတ်တပါစတင်ကျောင်းအခြေပြုမိဘေးလုံချုံရင်ဟောပြောခြင်းမိဘေးသတိမှုရင်လက်ကမ်းစာဆောင်များဖြန့်ဝေခြင်းနဲ့လက်တွေ့မိငိမ့်တဲ့တရုတ်ပြခြင်းကိုဆောင်ရွက်ပါတယ် အဲဒီလိုဆောင်ရွက်ရပေါင်းဗန်းတော်မျိုးနဲ့မိသက်စခန်းပေါင်းလက်ထောက်မိသက်ဦးစီမှုဦးဆောင်ပြီးတန်တေမိသက်တပ်ဖွဲ့ရများရုံတော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုနဲ့ယာယီမှုများနဲ့အတူစာတင်ကြောင်းမိဘေးလုံခြုံရေး မင်းယုံမိဘလုံးကြုံရေးအတွက်စစ်ဆေးခြင်းနဲ့မင်းငိမ့်တက်ရေးစတိုက်လေးကျင်ကျင်ခန္ဓာမှာစာတင်ကြောင်းအခြေပြုမိဘလုံးကြုံရေးဟောပြောခြင်းမိဘတတိမူရေးလက်ကန်းစာဆောင်များဖြန့်ဝေခြင်းများဆောင်ရွက်ပြီးကျောင်းစု25စုပေါင်းကျောင်းအုပ်ဆရာကြီးကကျေးဇူးတင်စကားပြောကြားပါတယ်ဆလဘီပန်းတတော်မျိုးနဲ့မိသက်စခန်းမှာလက်ထောက်မိသက်ဦးစီးမှုကဦးဆောင်ပြီးတန်နေမိသက်တပ်ဖွဲ့ရင်းများကမိသက်စေမှုဖြင့်မိငင်းသက်ချင်းနဲ့ ရေစိုးအဝေးဖြင့်မိငိမ့်တက်ရေလက်တွေ့ဆက်တိုက်တည်ကျင့်ခြင်းများပြုလို့ရာအခမ်းအနားကိုကျောင်းစု25စုရှိကျောင်း9ကျောင်းပေါင်းဆရာဆရာမများကျောင်းသားကျောင်းသူများအင်အား150ဦးခန့်တက်ရောက်ကြပါသည် အဆိုပါပန်းတနော်မျိုးနဲ့မိသက်ဦးစီးဌာနမှာသာသနိကအဆောက်အအုံများဘာသာရေးဆိုင်ရာအဆောက်အအုံများဆက်သုံးစီအရောက်ဆိုင်များဈေးများစာတင်ကြောင်းများဆက်ယုံအလုံယုံများဌာနဆိုင်ရာများတဲခိုခံများတန်းပြေဩဇာအရောက်ဆိုင်များစာတောက်ဆိုင်များ လူနေအိမ်များတအိစင်းတအိတက်မိဘေလုံးကျွေးစစ်ဆေးခြင်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါသည်